တရားကမှများကျင့်ကြံကြိုးကိုအထုပ်ဖို့ရောက်ရှိလာကြတဲ့ယောဂီတော်ရှင်တို့ကိုဦးရင်တို့မိမိတို့ကြိုးစားအထုပ်နေကြတဲ့ဒီအပ္ပမာဒသတိပဋ္ဌာန်ဘာဝနာမြင့်မြတ်တဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ဒီကနေ့ဒီလုပ်ငန်းစဉ်ရဲ့တံပိုးကြီးမားပေါ်အကျိုးကြီးအကျိုးများပြားပေါ်ဒါတွေကိုဒီကနေ့ပြောမယ်လို့ဦးရင်တို့စီစဉ်ထားပါတယ် တရားနဲ့တည်းဒီလုပ်ငန်းစဉ်ကိုမလုပ်လို့ရှိရဲ့အကျိုးကျေးဇူးမဲ့တယ်ဘလို့ဖြစ်နိုင်လဲဆိုတာကိုလည်းပဲနားလေသွားကြမင်းပေါ့နော်အတော်ဦးရှင်တို့ခုမိမိခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့တလဇက်ထင်ရှားဖြစ်ပေါ်ဖြစ်ပေါ်နေတဲ့ကျုံတရားနန္တရားသဘာဝတရားတွေရဲ့ပုံမှာတတိတရားလက်ကင်ထားပြီးတော့ အပေါ်လုံးမလုပ်ဘဲနဲ့ဖြည့်ဆွဲချက်တွေလည်းမလုပ်ဘဲနဲ့နှုတ်ပယ်ချက်တွေလည်းမလုပ်ဘဲနဲ့ဖြစ်နေတဲ့အတိုင်းလေးရှိနေတာကိုရှိနေတဲ့အတိုင်းလေးဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးနောက်တတိထားနေတဲ့လုပ်ငန်းစဉ်ထိုင်နေတဲ့အချိန်မှာဝင်လေလေးဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားကြတယ်ထွက်လေလေးထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားကြတယ်မကျန်တဲ့အချိန်တွေမှာလည်းပဲခန္ဓာကိုယ်ရဲ့ထင်ရှားတဲ့ဘေယုံဏတဘာဝတရားအပေါ်မှာမရှိဘူး တဏ္ဍာရမြတ်တိကပ်ပြီးတော့နေကြမယ်လို့ဒါဥစဉ်တို့ယုံကြည်ပါလေဟုတ်လားအဲ့လိုသတိထားနေတာကို အပ္ပမာဒတရားနဲ့နေတယ်လို့ဒီလိုလည်းပဲနားလည်ထားကြတယ်ပေါ့နော်အဲ့မြတ်စွာဘုရားက နေ့စဉ်နေ့တိုင်းအပ္ပမာဒေနဘိကဝေတမ္ပါဒေတာယဟန်တို့အပ္ပမာဒဆိုတဲ့သတိတရားနဲ့သူတော်ကောင်းတရားကိုသိပြီးတော့ဒုက္ခခတ်တဲ့ခြုံငင်းအောင်ကြိုးစားအထောက်ကြရမယ်လို့ နေတိုင်းနေတိုင်းမဆုံးပါဘူးလားဗျာဆုံးပါရဲ့เนาะနောက်ဆုံးပရိနိဗ္ဗာန်စံဃာနိမတော်မှာပိစီမဝေဆန္ဒနောက်ဆုံးစကားအနေနဲ့မြတ်စွာဘုရားကဝေယဓမ္မသင်္ခါရအပ္ပမဒေနတမ္ပါဒေတအကြောင်းတရားတွေပြည်စုံမှာအကြောင်းတရားတွေဝိုင်းဝန်းပြီးတော့အပြုပြင်ဖန်တီးလိုက်လို့ဖြစ်ပေါ်လာတဲ့ဒီသင်္ခါရတရားတွေဟာတခုမှတည်နေတယ်မြင်နေတယ်သဘာဝမဟုတ်ဘူးဒါကြောင့်အပ္ပမဒါဆိုတဲ့သတိတရားဖြင့်ဒီလိုအောင်တရားကိုသိအောင် ဒုက္ခခသိငြိမ်းအောင်ချမ်းသာတဲ့ချမ်းသာမှဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်အောင်ကြိုးစားအထောက်ကြရမယ်လို့ဒါနောက်ဆုံးဩဝါဒပေးသွားတာပေါ့နော်အဲ့တော့သူတော်ကောင်းတရားကိုတိဖို့ဒုက္ခငြိမ်းဖို့ဆိုလို့ရှိရင် အပမတာဆိုတဲ့သတိတရားနဲ့ပဲကြိုးစားကြရမှာဟုတ်လားဝိရိယထားတယ်ဆိုတာလည်းပဲဒီတတိကလေးဆင်းဆက်မပြတ်ဖြစ်ပေါ်နေဖို့ဝိရိယထားကြရတာမြုံမှန်းချက်ကကြီးရွယ်ချက်ကပါလဲဆိုတော့ဒီတတိထားတဲ့အတွက်ကြောင့် ဝါခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်သားလေပြီးတော့ဆင်းရဲဒုက္ခဖြစ်တဲ့ဒီယုံနာဖြစ်ပေါ်နေတဲ့ဒီတဘာဝတရားရဲ့ပုံမှာရွှဲမမှုကင်းသွားစေဖို့ပေါ့အဓိကဟုတ်လားဒါကသူ့ရဲ့တဘာဝကိုမှန်မှန်ကန်ကန်သိမှဒါဟာမကောင်းဘူးဆိုတဲ့မှန်ကန်တဲ့အသိအမြင်ကြောင့်ရွှဲမမှုကင်းတယ်ဆိုတဲ့ဝိရာကဆိုတဲ့တရားဓမ္မတို့ဦးဇင်းတို့လိုလားတောင်းတနေတဲ့ မဉ္ဉံဝိမု ക്തി ဆိုတဲ့ဖို့ဉဏ်ဒါတွေကရနိုင်တယ်အဲ့တော့မှန်မှန်ကန်ကန်သိတယ်ဆိုတဲ့ဒီပညာတွေကတတိနဲ့ကင်းပြီးတော့မရနိုင်ဘူးဟုတ်လားမကြည့်ဘဲနဲ့မမြင်ရပါဘူးဟုတ်လားတတိမထားဘဲနဲ့အမှန်ကမသိနိုင်ဘူးဒါကြောင့်တတိကိုရှည်သွားပြုတ်ပြီးတော့ဖြစ်ပေါ်နေတယ်များဖြစ်ပေါ်လာတယ်များသဘာဝတရားတွေရဲ့ပုံမှာတတ်နိုင်တယ်များနော်ဖြစ်နေတဲ့အတိုင်းလေးတိတိနေအောင်ကြိုးစားကြရတာ နောက်အထောက်ရတဲ့အနေဒါလေးကဘာမှဆန်းဆန်းကြဲကြဲမဟုတ်ပါဘူး။ဒါပေမဲ့ဒါကိုတလဲဆက်ဖြစ်ဖို့ဆိုတာကြတော့နောက်အလေးကျင့်နေခြင်းတည်းဟူသောအကြောင်းအကျောင်းလိုပဲပြောရပါစို့။အရန်ခက်ခဲပါလိမ့်မယ်။ဟုတ်လား။ခက်ခဲတယ်ဆိုတာကအလူကြီးကိုအစားခက်ခဲလို့ခက်ခဲတယ်ဆိုတာတဲ့။ဒါနဲ့ပတ်သက်ပြီးတော့လေးလာမှုကျွမ်းကျင်မှုစ조사အထုတ်မှုနည်းခဲ့တဲ့အတွေ့အကြုံ။နောက်တစ်ဖက်ကပမာဒမိမိရောရောပေါ်ပေါ်စားစားဖြစ်လို့နေခဲ့တဲ့အနေအထားတွေက အစမတန်များပြားခဲ့တဲ့များပြားနေတဲ့အတွက်ကြောင့်တတိလေးထားလိုက်ပဲကြံပြန်ရင်ခဏနေရင်တတိရမရှိတော့ဟုတ်လားအဲ့တတိရှိနေတဲ့အချိန်တတိထားမိနေတဲ့အချိန်လေးကတရားတနာကြီးထိုင်လို့15မိနစ်စာလေးလောက်ရမယ်ဆိုရင် တော်တော်ဝမ်းသာစရာကောင်းမယ်လို့ဦးဇင်းကတော့အဲ့လိုထင်တယ်ဟုတ်လားတလဇတ်တတိဖြစ်နေဖို့ဆိုတာမလွယ်ဘူးတတိထားရခက်လို့လားထက်ထက်ထက်ဖြစ်ဖို့ ကြိုးစားရတာကခက်နေတာလားလို့မေးရင်တက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 ်ဖြစ်အောင်ကြိုးစားရတာကအခက်ခဲမရှိဘူးလားရှိတယ်။ဘာလို့ဆိုစိတ်ရသူကနော်သူလေးလာဖူးခဲ့တဲ့သူကျင်လေချက်စားခဲ့တဲ့နော်သူကျွမ်းကျင်တဲ့နေရာကိုပဲစိတ်ကရောက်ရောက်သွားတာ။တော့သူကဘာလို့ကျွမ်းကျင်ခဲ့ရဆိုတော့သူကထင်လို့နေတဲ့အနေအထားမှာကျွမ်းကျင်တာ။ဟုတ်တယ်မဟုတ်လား။ကြားလိုက်တာနဲ့အဓိပ္ပာယ်တွေကပေါ်ပြီးပြီ။မိကိုကျက်ချောင်းမဆုံးနိုင်ဘူး။အမနဲ့တုန်းကတော့ဦးဇင်းကဒီနားမှာ လမ်းလျှောက်နေနော်ယောဂီတို့တရားတိုင်နေတော့ဘုဘကဆောဘုရားကြီးရဲ့တရားတန်ကြားရတယ်နော်တရားလည်းကောင်းတယ်ဟုတ်လားအဲ့တော့ဩယောဂီတွေနော်တရားမှတ်ရင်နော်တတိကပ်ပြီးတော့နေနိုင်တဲ့လူရှိတယ်လို့နော်ဒီအတန်ကိုကြားပြီးတော့ဒါပေမဲ့ဒီအတန်ကတော့ဒီပြန်တန်နေနဲ့ဆိုင်ရင်တော့နော်အများကြီးကောင်းမှုကိုဖြစ်စေတဲ့အတန်ပဲလို့အဲ့လိုလဲစဉ်းစားမိတယ်ဟုတ်လားကဲအဲ့လိုအတန်မျိုးပဲနဲ့တခြားအတိတ်ပဲပို့လို့ရတဲ့လူတန်တွေကြားမယ်ဆိုရင်ဘာလုပ်တော့ စဉ်းစားမှာပဲလေလိုက်ပါမှာပဲရှိကအလွန်မြန်တာကိုဟုတ်လားအဲ့တော့ပြောကျင်တာကဘာလဲခက်တယ်ဆိုတာဘာကြောင့်ခက်နေတာတော့နော်ကိုယ့်ရဲ့ပမာဒမိမိရောရောနေခဲ့တဲ့အလေးကျင့်စိုးကြီးရဲ့လွှမ်းမိုးမှုကိုခံရတာဟုတ်လားအဲ့ဒီဘက်ကိုကိုကနဲအောင်မလျှော့နိုင်နဲ့မြဒီဘက်ကဒီဘက်မှာလှုပ်တဲ့အချိန်နေမှာနော်အဲ့ဒီဘက်ကိုဆွဲ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 သွားမှာပဲဒါသဘာဝလေးကိုပြောပြတာဟုတ်လား ဒါကြောင့်ဦးဇင်းတို့အခုကြိုးစားအထုတ်နေကြတယ်ဆိုတာဘာလဲလို့မေးရင်အပမာဒဆိုတဲ့တတိတရားနဲ့နေနိုင်အောင်ကြိုးစားကြတာ။ဘာကြောင့်တတိတရားနဲ့နေနိုင်အောင်ကြိုးစားရတာတုံးဆိုတော့ဒီခန္ဓာဒီဘဝရဲ့ဒုက္ခသစ္စာဆင်းရဲတဲ့သဘာဝအမှန်ကိုအမှန်တိုင်းသိပြီးတော့မဆွဲမဲမှုကင်းသွားဖို့စိတ်ရဲ့ကိလေသာကလွတ်မြောက်မှုဆိုတဲ့မြင့်မြတ်တဲ့အနေအထားကိုရရှိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တတိထားကြရတာ။ဟုတ်ရလား။ဒါကိုလုပ်နေတဲ့လုပ်ငန်းရှင်ရဲ့ နော်သဘောသွားလေးကိုအဲ့လိုရိုးရှင်းရှင်းလေးနားလည်ထားဖို့လိုတယ်နော်ဒါကြောင့်ဦးဇင်းတို့တက်ခတက်ခပြောပါတယ်တရားထုတ်တယ်ဆိုတာဘာလို့တာတော့ကိုယ့်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားရတာဝါခန္ဓာရဲ့အကြောင်းကိုတရားတော်တို့ဦးဇင်းတို့တွေကအတူတူနေပေမဲ့လို့သိတာမဟုတ်ဟုတ်လားသူကဖြစ်နေတာကတစ်မျိုးကိုယ်ကထင်နေတာကတစ်မျိုးဟုတ်ရဲ့လားအဲ့ဒါအချင်းကြားလို့သူကသူ့တဘာဝကြီးပြလာပြီသူ့တဘာဝကဘာလို့ဆိုပျက်စီးမှုပေါ့ အဲ့ဒါကိုကအဲ့ဒါကိုကျွမ်းကျင်အောင်သိအောင်မလုပ်ခဲ့တော့ပျက်စီးတော့မယ်လဲဆိုရောအထူးဆန်းနေဖြစ်ကုန်ရောအထိတ်တလန့်နေဖြစ်ကုန်ရောမစွန့်နိုင်ဘူးမလွတ်နိုင်ဘူးတုံလုံးချောက်ချမှုနဲ့အဲ့ဒါအကြီးအကျယ်ဝန်းနေပူဆွေးမှုတွေနဲ့ဟောဟိုဆုံးသတ်ရလိမ့်မယ်ဟုတ်လားဒါကြောင့်အပ္ပမာဒဆိုတဲ့သတိတရားကအခုလည်းပဲချင်းချမ်းသာလာဖြစ်စေတယ်နောက်မှလည်းပဲတွေ့ကြုံရမယ့်အခြေအနေဇိုးတွေကိုဘဝရဲ့သဘာဝတွေကိုတည်တည်ငြိမ်ငြိမ်ရှင်ဆိုင်နိုင်စေလိမ့်မယ်ကိုရောကောင်းလိမ့်မယ်နောက်လည်း ကောင်းလိမ့်မယ်ကုယောနောင်မှာကောင်းတဲ့တရားပဲဟုတ်လားအဲ့ဒါအဲ့ဒီအပ္ပမာဒရဲ့နော်ဂုံကျေစုအပ္ပမာဒရဲ့နော်စွမ်းရည်တတ္တိအဲ့ဒါကိုဒီကနေ့ဦးဇင်းကရိုးရိုးလေးပြောမယ်လို့အဲ့လိုစိတ်ကူးထားအဲ့ဒါအပ္ပမာဒနဲ့ပတ်သက်လို့ရှိရင်ဦးဇင်းတို့ပြောနေကြကာထာလေးတွေကိုပဲပြောပါမယ်နော်ပြောနေကြဆိုတဲ့ကိုကသူကအရန်သဘောကျလို့ပြောနေတာဆိုတဲ့အသေးပဲကပါဝင်မိသားဟုတ်လားအဲ့တော့ဒီကာထာလေးပိတ်သက်တို့လည်းပဲတချို့ ရပြီးသားဖြစ်မယ်ထင်ပါတယ်။အပမတောအမတံပဒံပမတောမိစုနောပဒံအပမတ္ထာနမိယံတိရေပမတ္ထာယထာမတ္တာကြားဘူးတယ်မဟုတ်လား။နော်။ဘယင်တို့တိရိသမတောကမင်းကြီးရေလို့ဖြစ်လာတာဟာသူ့ရဲ့တူတော်နေကြောတာတာမဏေကဒီကထာလေးကိုဟောလို့နော်အတိတရားရပြီးတော့ကြံထန်းတဲ့သန္တာတောကမင်းဆိုတာကနေပြီးတော့သာသနာပြု တတိယမှာတောကမင်းရလို့ဖြစ်လာတာလို့ဆိုတယ်။အနောထာမင်းကြီးကို ရှင်ရဟန်ကအထေရဝါဒဗုဒ္ဓသာသနာပြုမင်းကောင်းမင်းမြတ်တစ်ပါးဖြစ်အောင်ဟောပြလိုက်တာလေဒီကထာလေးပဲ။အပမတော်အမတံပဒံပမတော်မိစုနောပဒံအပမထာနမိယန္တိရေပမထာယထာမတ။ဒီကထာလေးမှာဦးဇင်းတို့အတိပဲအလွန်ကောင်းတဲ့အတိပဲနှစ်တွဲပြောတာ။ သေချာလေးမှတ်ကြည့်မယ်နော်ကိုလုံးနေတဲ့လုပ်ငန်းစဉ်ရဲ့တန်ဖိုးပို့ပြီးတော့နားလေသွားအောင်ဟုတ်လားအပမတော် အမတန်ပတန်အပမတော်အပမတာဆိုတဲ့သတိတရားနဲ့နေထိုင်ရခြင်းဒီဝါအပမတာတရားဒီအမတန်ပတန်မတိယာနိဗ္ဗာန်ရခြင်းရဲ့အကြောင်းမင်းတဲ့နော်မမေ့ခြင်းဟာမတိခြင်းရဲ့အကြောင်းမင်းလို့အတူဆုံးလေးမြတ်စွာဘုရားပြောတယ်အပမတော်အမတန်ပတန် မမိတာနဲ့မသေးတာဟာဆက်ဆက်နေတယ်။ဟုတ်လား။ပမာတော်မေစုနောပဒံပမာတော်မိမိရောရောပေါ်ပေါ်ဆာဆာဖြစ်လို့နေခြင်းကတော့မေစုနောပဒံအပမံတရားချင်းဤအကြောင်းတည်းတဲ့။မိခြင်းနဲ့တေခြင်းနဲ့ကဒါလိုက်ဆက်ဆက်နေတယ်။ဒီတွေလေးကိုအရင်ပြောမယ်နော်။မမိတာဘလို့မသေးနိုင်တာတော့မိတာကဘလို့လုပ်ပြီးတော့တေခြင်းရဲ့အကြောင်းဖြစ်သွားတာတော့ဒါလေးဟုတ်လား ဲ့တော့မမေ့ခြင်းတည်မတည်ခြင်းရဲ့အကြောင်းဆိုတာလေးကိုအရင်ပြောကြည့်မယ်နော်။ကိုကမမေ့မလေးရောမပေါ်မစတတိတရားနဲ့နေမယ်ဆိုလို့ရှိရင်ဒီဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမှုဆိုတဲ့ပညာဖြစ်ထွန်းလာ။အဲ့ဒီပညာရင်းကျက်လာပြီဆိုလို့ရှိရင်မဉဏ်ပညာဆိုတာကိုရနိုင်တယ်။ဒါကအတူတူပြောလိုက်တာပါ။တလဇက်ဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝကိုတတိတရားရဲ့အလေးခြင်းကိုခိုင်မြဲအောင်ကြိုးစား။ကြိုးစားရင်သူဘလို့သိလာမလို့ဆိုတော့အော် ဘာတွေပဲဖြစ်လာဖြစ်လာတခုမှဒီနေတာမြဲနေတာမရှိပါလားကောင်းတာတွေလည်းဖြစ်လာတယ်ဆိုးတာတွေလည်းဖြစ်လာတယ်အစကနဥမာတော့ဒါတွေကကောင်းတယ်ဒါတွေကဆိုးတယ်အကောင်းဆိုးဆိုပြီးတော့ဖြစ်နေတယ်ပေါ့နော်နောက်ဒါကိုအတိများလာတဲ့အခါကျတော့ကောင်းတာဆိုးတာတွေရဲ့တူညီတဲ့သဘာဝလက္ခဏာကိုသူသိလာတယ်ကောင်းတာလည်းပဲပြီးသွားတာပဲဆိုးတာလည်းပဲပြီးသွားတာပဲမပြီးအောင်ဘယ်ရာမှ နော်ဇက်တန်ပြီးတော့သူတို့မနေနိုင်ဘူးဒါသဘာဝတရားရဲ့နည်းနည်းတဲ့အနိစ္စလက္ခဏာဟုတ်လားအဲ့ဒါကိုတတိတလက်ဆက်ထားနေခြင်းအဖြစ်မသိနိုင်ဘူးလားသိနိုင်တယ်ဘာပဲဖြစ်လာဖြစ်လာဘူလာပဲဖြစ်ဖြစ်အေးလာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အမျိုးတွေစုံအောင်ပြောနိုင်ဘယ်တော့မှပြီးမှာမဟုတ်ဖြစ်ပေါ်နေတဲ့မဆုံးနိုင်တဲ့သဘာဝတရားတွေဟုတ်လားအဲ့ဒီသဘာဝတရားတွေကိုတလက်ဆက်တတိတာထားနေမယ်ဆိုရင် ်ဒီသဘာဝတရားတွေကတခုမှတည်နေတာမြင်နေတာမဟုတ်ဘူးဆိုတဲ့အနိစ္စလက္ခဏာကိုမတည်ပဲနေကိုမနေအဲ့ဒါကိုသိလာပြီဆိုရင်ဒါဝိပဿနာဉာဏ်လို့မခေါ်ဘူးလားခေါ်အဲ့ဒီအတိကိုရင်းချစ်အောင်ပွားများပဲဆိုလို့ရှိရင်ခန္ဓာအစင်းရဲတယ်လို့ဆိုတဲ့နံပါတ်၁ဒုက္ခသစ္စာလောဘတိဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဆိုတဲ့နံပါတ်၂သမှုရိယသစ္စာဟုတ်လားလောဘချုပ်ခြင်းဒီဒုက္ခချုပ်ခြင်းဖြစ်တယ်လို့ဆိုတဲ့နံပါတ်၃နိရောဓသစ္စာ လောဘချုပ်တဲ့ဒီနိရောဓသစ္စာကိုမျက်မှောက်ပြုတ်ကျင်နေတယ်ဆိုလို့ရှိရင်မဂ်ကင်၈ပါးကိုပွားများမှတာနဲ့ဖြစ်လိမ့်မယ်လို့ဆိုတဲ့နံပါတ်၄မဂ္ဂသစ္စာအဲဒါသစ္စာ၄ပါးကိုထိုးထွင်းပြီးတော့သိတဲ့မဲ့ညာဖွညာကို ရနိုင်တယ်အဲလိုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမတိယာနိဗ္ဗာန်ကိုမျက်မှောက်ပြုတ်ရတဲ့အတွက်ကြောင့်မပြည့်စည်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတ်ရတဲ့အတွက်ကြောင့်တကယ်လို့သာသောတပတ္တိမဲ့ညာဖွညာကိုရမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီကာမဘုံမှာခုနှစ်ဘဝနေပြီးရင်နောက်ထပ်နေရစရာအကြောင်းမရှိဘူး သေးရစရာအကြောင်းလည်းမရှိဘူး။ဒါဒုက္ခဘုံထဲမှာ तू နေရအကြောင်းမရှိတဲ့အတွက်ကြောင့်သေစရာအကြောင်းလည်းမရှိဘူး။ဒီဘဝတင်ကိုပဲအပမာဒတရားကိုအရတ္တမဉ္ဇဉ်အရတ္တဘုံဉ္ဇဉ်ရအောင်ကြိုးစားနိုင်မယ်ဆိုလို့ရှိရင်ဒီဘဝသုတိပြီးတာနဲ့တပြိုင်တည်းနောက်ထပ်သေစရာအကြောင်းမရှိတော့မမေ့ခြင်းဒီမသေးခြင်းရဲ့အကြောင်းဆိုတာအဲ့ဒါပဲဟုတ်လားမမေ့ခြင်းဒီမသေးခြင်းရဲ့အကြောင်းပြန်ပြောမယ်နော် မမိမဲ့လျောက်မပေါ်မဆန်းသတိနဲ့နေလို့ရှိရင်ဉာဏ်ပညာစီအစဉ်စဉ်မြင်ပါလာပြီးတော့နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုသိနိုင်မြင်နိုင်သည့်အထိသုရှာထမြင့်တဲ့ဉာဏ်ကိုတွေ့ရမယ်။အဲ့ဒါဆိုရင် तू ဟာမတရားတော့ဘူးလို့မဆိုနိုင်ဘူးလား။ဆိုနိုင်တယ်။ဟုတ်ရဲ့လား။အမေချင်းဒီမတည်ခြင်းရဲ့အကြောင်းကိုကအဲ့ဒီလမ်းစဉ်ကိုကိုခုရှောင်းနေတာဟောနော်။အေးတကယ်လို့အခုကိုကဒီဘဝမှာအဲ့လိုမဲ့ဉာဏ်ပုံဉာဏ်ကိုမရနိုင်သေးဘူးဆိုရင်တော့အခုလှုပ်လိုက်တဲ့လုပ်ငန်းစဉ်ဟာ ။နောက်တစ်ချိန်မှာမဲ့ညာပုံညာကိုရဖို့အတွက်အလွန်အားကြီးတဲ့အထောက်ပံ့ဖြစ်တယ်။ဟုတ်လား။တချို့အလွန်တက်မြက်တယ်။နော်။ဟိုရပ်ပိုင်းလေးအထုတ်လိုက်တာနဲ့မဲ့ညာပုံညာကိုရတဲ့ပုံကိုယ်တွေရှိတယ်။ဆိုကြပါစို့။နော်ဆလုံးဆိုတော့ဘုရားကြီးဥက္ကဝိဆိုလို့ရှိရင်သူကနော်မဲ့ဖို့တစ်ခုနဲ့တစ်ခုကိုတလတလစီခြားပြီးတော့ရတယ်လို့ဆိုတယ်။အဲသူစီမှာတရားအထုတ်တဲ့ဥမြမောင်ဆိုတာရှိတယ်။သူလည်းတော်တော်ဆိုးတယ်လို့ပြောတယ်။ ဗျာဖြစ်တော်တော့ဥမဏိတာရဆိုပွဲပေးတာအစလိုကြီးရဲ့နင်းနဲ့အာထုတ်တာအသူလည်းရဟန္တာဖြစ်တယ်အသူကခုနှစ်ရကြာဖြစ်တယ်လို့ပြောတာဒါအလွန်ထက်မြက်တဲ့ပုံကိုယ်တွေပေါ့နော်ဒါပါလေအလကားသူတို့ဒီအစွမ်းတတိရတာမဟုတ်ပါဘူးဘဝမှာဖြစ်ပေါ်နေတဲ့ကောင်းကျိုးဆိုးကျိုးတွေရတယ်ဆိုတာကံစမ်းမဲနှိုက်ရတယ်လို့မျိုးမဟုတ်ပါဘူးကံစမ်းမဲနှိုက်တာတော့ပေါက်ချင်တာပေါ့မှာပေါ့ဟုတ်လားတရားတွေအဲ့လိုမဟုတ်ကိုလှုပ်ထားရင်ရမယ်လှုပ်မထားရင်မရဘူးဘာမှအချင်းဒီအလားတက်ဖြစ်သွားတယ်ဆိုတာ မရှိဘူးဒီဘဝမရဘူးဆိုရင်တောင်နောက်ဘဝမှာရဖို့အတွက်အလွန်အားကြီးတဲ့အထောက်ပံ့မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်မမေ့ခြင်းသည်မသေးခြင်းရဲ့အကြောင်းအားရှိရမယ်နော်အေးနောက်မေ့ခြင်းသည်သေခြင်းရဲ့အကြောင်းနဲ့ဆန့်ကျင်ဘက်အသေးပဲဒကာဓမ္မဦးဇင်းတို့အနေများတဲ့အနေထားလေးရဲ့အပြည့်အနာစားပေါ့အဖြစ်သလိုနေမယ်ဆိုလို့ရှိရင်အဲ့ဒါဖာမန်တရားလိမ့်မယ်တဲ့အခုလို့ဖာမန်တရားတာတော့လိုရင်းလေးကိုရင်တန်းပြောမယ်နော် မေ့နေရင်ကိလေသာမျိုးစုံဖြစ်မယ်။ကိလေသာမျိုးစုံဖြစ်ရင်ကံမျိုးစုံဖြစ်မယ်။ကံမျိုးစုံဖြစ်လို့ရှိရင်ဘဝမျိုးစုံကိုရမယ်။ဘဝမျိုးစုံကိုရရင်ຢာတိုင်းຢာတိုင်းတော့ဘဝတွေမှာပြေးပေးရလိမ့်မယ်။ဒါပဲ။လမ်းစဉ်ကဒါပဲ။ဟုတ်လား။မိမိရောရောပေါ်ပေါ်စားစားနေမယ်ဆိုလို့ရှိရင်ကိလေသာမျိုးစုံဖြစ်မယ်။ကိလေသာမျိုးစုံဖြစ်ရင်ကံမျိုးစုံဖြစ်မယ်။ကံမျိုးစုံမျိုးကံမျိုးစုံဖြစ်ရင်ယုံနံဘဝမျိုးစုံရမယ်ဘဝမျိုးစုံရပြီဆိုရင်ຢာတိုင်းຢာတိုင်းတော့ဘဝတွေမှာတရားလိမ့်မယ် ဇာကာလမှာသူ့သူဘာကြီးဖြစ်နေတယ်ပဲပြောပြောဘွားရပြီရှင်တော့တရားမှာတော့မလွယ်ဘူးပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဦးဇင်းတို့အခုမေ့နေရင်ကိလေသာမျိုးစုံဖြစ်တယ်ဆိုတာလေးကိုလက်တွေ့နားလေကြည့်ဖြစ်သလိုလေးနေလိုက်တာမြင်ကြည့်မယ်ကြားရင်နားထောင်မယ်ဒီတိုင်းပဲတွေးကြည့်ရတွေးမယ်ငေးကြည့်ရငေးပေါ့ဒီတိုင်းပဲဖြစ်လို့နေတယ်ဟုတ်လားကိုယ်စီကူတဲ့ကိုတော့ဟုတ်နေတာပေါ့လေအဲ့ဒါဘာလဲတော့အိဋ္ဌာယုံနဲ့တွေ့ရင်သူလောဘဖြစ်မယ်အိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဖြစ်မယ်ဒါပဲလေဟုတ်လား အဲ့ဒီလောဘဒေါသမဖြစ်ဘူးဆိုရင်တော့အ ਨੇ ဆုံးတော့အဲ့ဒါတွေကဘာတွေလဲဆိုတာကို तू မမှန်ကန်ကမသိတဲ့မောဟဆိုတာကြီးကတော့ဖြစ်မနေဘူးလားဖြစ်တော့ဘာဖြစ်လို့ဖြစ်နေမှမသိဘူးဒီတိုင်းကြီးနေနေတာတော့မောဟရဲ့တဘာဝကိုနားလည်စေခြင်းနဲ့ဟုတ်လားဒီတိုင်းနေနေတာတော့ဘာဖြစ်လို့ဖြစ်နေမှမသိဘူး तू အလေးကျင့်ကြီးကဒါအလွန်ဆိုးတဲ့အလေးကျင့်ကြီးပဲမမှန်ကန်ကန်သိဖို့ဆိုတာကအလကားဖြစ်လာမဲ့ကိစ္စမဟုတ်ဘူးအဲ့တော့မောဟကဘလို့နေနေအောင်ဆိုဥစဉ်ကတော့လူငယ်တွေနားလည်အောင်ပြောနေအလကားနေနေတာ ဟုတ်လားအလကားနေနေတော့အလကားဖြစ်နေတော့အလကားဆိုတော့အချီးနီးအကျိုးမဲ့တွေဖြစ်နေတာအချီးနီးအကျိုးမဲ့နေနေတာတိအောင်ကြိုးစားနေတဲ့အပိုင်းမပါဘူးမြင့်မြတ်အောင်ကြိုးစားနေတဲ့အပိုင်းမပါဘူးဘာတိဘာသာနေတာသူ့သူဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိဘူးဟုတ်လားတော့မိမိရောရောပေါ်ပေါ်ဆာဆာနေအဲ့ဒါလိုကိလေသာမျိုးစုံဖြစ်တယ်တော့ကြိုးကြကြိုးကြမာနတက်စရာတွေ့ရင် မာနဖြစ်မယ် မနာလိုစရာတွေ့ရင်မနာလိုတာတွေဖြစ်မယ်ဝန်လိုစရာတွေ့ရင်ဝန်လိုစရာဖြစ်မယ်ဒါအခြေချက်ပြီးတော့စဉ်းစားဖို့နော်အဲ့လိုဆိုရင်အဲ့ဒီကိရိတာနဲ့ထိုက်တန်နဲ့ကာယကံမှုဝစီကံမှုဆိုတာဖြစ်မလာဘူးလားဖြစ်လာတယ်အဲ့လိုဆိုရင်အဲ့ဒီကံတရားတွေကအကျိုးမပေးဘဲနေမလားမနေဘူးနော်ဘဝကောင်းဘဝကျိုးအမျိုးမျိုးအကျိုးပေးလိမ့်မယ်ဘဝတွေရပြီဆိုရင်တော့တေချာပေါ့ဘာလို့ရမလို့ပျက်စီးရလိမ့်မယ်နတိဇာတ္တအမရဏံဖြစ်လာပြီဆိုရင်တေချာပေါ့ပြည့်ရလိမ့်မယ်မွေးလာပြီဆိုရင်တေချာပေါ့ ေးရလိမ့်မယ်ဒါပဲအဲ့တော့မိချင်းဒီဖန်ဖန်သိချင်းရဲ့အကြောင်းနဲ့တတွဲကာထာလေးအောင်ဆုံးသေးဘူးနော်အပမတော်အမတံပတံပမတော်မိစုနောပတံအပမထာနမိယံတိရေပမထာယထာမတံနောက်တတွဲကျင်အပမထာနမိယံတိမမိတဲ့လူတွေမသိနိုင်ဘူးတဲ့ရေပမထာယထာမတံမိတဲ့လူတွေကတော့လူတွေနဲ့တူတယ်တဲ့ ဒါလေးကိုရင်ဦးဇင်းတို့ပြောကြည့်မယ်မမိတဲ့လူကဘဝမှာရှင်သန်းနေတယ်တွတ်တမှုရှိနေတယ်အသေးကောင်မျိုးလိုသစ်ပင်သိနေတာမျိုးလို မဟုတ်သူအညွတ်တဝေဝေနဲ့ရှင်သန်းနေတယ်တတိလေးရှိနေတဲ့လူဟာရှင်သန်မှုရှိတယ်ဒါကိုခံစားပြီးတော့နားလည်နိုင်ရင်တော်တော်ကောင်းတယ်နော်တတိရှိနေလို့ရှိရင်အဲ့ဒီလူပဲဘဝကအသက်ဝင်နေရှင်သန်မှုရှိတယ်ကောင်းသောတွတ်တဲ့ခြင်းတွေအများကြီးတွတ်တက်လာတယ် သတိမရှိဘူးဖြစ်တယ်လို့နေမယ်ဆိုရင်တော့အဲ့ဒါလူတွေကောင်နဲ့အတူတူပဲတဲ့သစ်ပင်များသေးနေပြီဘာညွှန်းညောင်းမှထွက်မလာဘူးဘာတိုးတက်မှုမှကောင်းတဲ့ဘက်မှာဘာတိုးတက်မှုမှမရှိဘူးမမေ့တဲ့လူကရှင်သန်နေတယ်မေ့တဲ့လူကလူတွေနဲ့တူတယ်ဒါကအဓိပ္ပာယ်တစ်မျိုးဒါလေးကနောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိသေးတယ်နော်ပါဠိစာပေတွေရဲ့နောက်အဓိပ္ပာယ်လေးတွေကတချို့ဟာတွေကနော်အမျိုးမျိုးတွေးလို့ရတာလေးတွေရှိတယ်အဲနောက်ပြုံးမဲ့အဓိပ္ပာယ်လေးကိုအရင်ပို့ကြိုက်တယ် အပမတ္ထာနမိယန္တိရေပမတ္ထာယထာမတ္တာတဲ့အဲ့ဒါလေးကိုအရင်အနေဒိဗ္ဗေလေးပြန်ပြမယ်နော်ရေခြင်းပုဂ္ဂိုလ်တို့သည်ပမတ္ထာမေးလျော်၍နေကြကုန်၏တေထိုမေးလျော်၍နေကြသောပုဂ္ဂိုလ်တို့သည်ယထာမတ္တာတေကြကုန်တကဲ့သို့အပမတ္ထာမမေးမလျော်သောပုဂ္ဂိုလ်တို့သည်နမိယန္တိမတေနိုင်ကြလေကုန်တဲ့ယုတ်တရတော့နားလေသေးမှာမဟုတ်ပြန်ပြောမယ်နော်မေးနေတဲ့လူတွေတေသလိုမျိုးမမေးတဲ့လူတွေမတေနိုင်ဘူးတဲ့ ဆိုလိုတာကမေ့တဲ့လူနဲ့မမေ့တဲ့လူတည်ခြင်းတရားမတူဘူးလို့ပြောတာမေ့နေတဲ့လူတွေကစွစွဝါဝါတည်ရလိမ့်မယ်မမေ့တဲ့လူတွေကအဲ့လိုစွစွဝါဝါမတည်ရဘူးတဲ့အဲ့ဒီအချက်ကိုဦးဇင်းကအရန်သဘောကျမိမိရောရောပေါ့ပေါ့ဆဆနေတဲ့ပုံကိုယ်ရဲ့တည်ခြင်းနဲ့မမေ့မလျော့မပေါ့မဆနေတဲ့ပုံကိုယ်ရဲ့တည်ခြင်းအလွန်ကွဲပြားခြားနားလိမ့်မယ်လို့ပြောတာဒါကတည်ခြင်းနဲ့မကင်းနိုင်ကြတဲ့ဒကာသမားတို့ဦးဇင်းတို့ဆိုရင်အရန်တရီထားတဲ့အချက်ပါ မိနေရင်တော့အဲ့ဒါစုစုဝါးတေးရမှာပဲဘလူနီးနဲ့မိနေရင်စုစုဝါးတေးရမှာတော့လူရင်းလေးပဲပြောမှာနော် အကုတို့တွေအများကြီးလှုပ်တယ်ဆိုတဲ့လူဟာအများကြီးမိနေလို့အများကြီးလှုပ်တယ်ဟုတ်လားအဲ့လိုအကုတို့တွေအများကြီးလှုပ်နေတာတော့မဟုတ်ဘူးဒါပေမဲ့လည်းပဲမမိမလေးကမပုံမဆန်နဲ့၄ပါးယောက်ျောင်းတရားကိုပြင်းပြင်းထန်ထန်အားထုတ်နေတာလည်းမဟုတ်ဘူးဆိုရင်လည်းပဲအများကြီးအကုတို့တွေတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့သူလည်းပဲ စစ်မှန်တဲ့ဉာဏ်ပညာကိုမရမမေ့တော့ဟောမေ့နေတော့စစ်မှန်တဲ့ဉာဏ်ပညာကိုမရတတိမရှိလို့ရှိရင် तू ကဘဝခန္ဓာရဲ့အကြောင်းကိုမသိနိုင်ဘဝခန္ဓာရဲ့အကြောင်းကိုအမှန်မသိလို့ရှိရင် तू ကဆွဲလန်းမှုဥပါဒအလွန်အကြီးမယ်ဒီကွင်းဆက်လေးကိုသိချာမှတ်သိခြင်းနဲ့နော်မိမိရောရောပေါ်ပေါ်ဆဆနေတဲ့ပုဂ္ဂိုလ်ဒီဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်မသိနိုင် ဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်မသိဘူးဆိုရင်ကိုထင်းသလိုတွေထင်းထင်းခြင်းသလိုတွေထင်းပြီးတော့ဒီဘဝခန္ဓာရဲ့ပုံမှာအကြီးအကျယ်ဆွဲလန်းမှုဥပါဒဏ်တရားရှိနေမယ်။ဥပါဒဏ်တရားအာကြီးရင်အာကြီးတာနဲ့မျှပြည့်စည်ရတော့မယ့်အခါမျိုးမှာအကြီးအကျယ်ထိခိုက်ရလိမ့်မယ်။လက်မခံနိုင်မှုတွေနားမလည်နိုင်မှုတွေနဲ့စုစုဝဝတည်ခြင်းတရားကိုသူတုံ့ပြန်မိလိမ့်မယ်။သဘောပေါက်လားဗျ။အဲ့တော့မေ့နေရင်ဒါလေးကိုပြန်ပြောမယ်နော်။မေ့နေရင်ဘဝအကြောင်းကိုမှန်မှန်ကန်ကန်မသိဘူး။ ဟောအကြောင်းမှမကန်ကမသိရင်ဥပါဒဏ်နဲ့အစွဲနာလိမ့်မယ်ဥပါဒဏ်နဲ့အစွဲနာရင်တော့အခွာခက်လိမ့်မယ်ပျက်စီးပြီဆိုတဲ့အချိန်မှာအကြီးကျယ်အဲ့ဒါဒုက္ခရောက်တော့မှာပဲတော့ဒုံလို့ခြောက်ချမှုတွေနဲ့ဆိုရင်မှုတွေနဲ့အာကြီးရင်အာကြီးတလောက်ငိုကြွေးမှုတွေအဆင့်ထိခြောက်တော့မှာပဲလေဟုတ်လားအဲ့ဒီလိုအခြေအနေကြီးနဲ့မြန်တေးသွားမယ်ဆိုရင်တော်တော်ဝမ်းနည်းစရာကောင်းပါပဲအဲ့ဒါကြီးရရှောင်းလို့လည်းရတာလည်းမဟုတ်ပါပဲနဲ့ ဘဇူးမလည်းလွှဲလို့လည်းရတာမဟုတ်ပါပဲနဲ့ဒါကိုအစားကနားလေအောင်မလုပ်ခဲ့တဲ့အတွက်ကြောင့်တွေ့လာတော့မှအကြီးအကျယ်ထိတ်လန့်တကြီးနဲ့တခြင်းတရားကိုရုပ်ပြခြင်းမြဲရှင်ဆိုင်သွားအဲ့ဒါဆိုရင်ယုံညံ့တဲ့ဘဝတွေကိုပဲတောက်သွားမှာနော်မိတဲ့လူအသေးဆိုးတယ်ဆိုတာအဲ့ဒီနည်းနဲ့အသေးဆိုးတာပဲနော်ဥပါဒံအာကြီးလို့အသေးဆိုးတာဥပါဒံဘာလို့အာကြီးတာလို့ဥဆွဲတဲ့ဟာကြီးလို့ဒါကိုထင်းနေတာဒါဟာဆွဲလန်းเสียရတိမ့်ပိုက်เสียရမဟုတ်ဘူးဆိုတဲ့အသိညာမရဟာ ဘာဖြစ်လို့အဲ့ဒီအသိဉာဏ်ကမရအောင်ဆိုတော့တတိမရှိလို့အဲ့ဒီအသိဉာဏ်ကိုမရတတိမရှိတော့အမှန်မသိအမှန်မသိတော့ဆွဲလန်းဆွဲလန်းတော့အခွဲခါခက်ရောဟုတ်လားဥပါဒာအကြည့်ရင်တော့ဆွဲဆွဲနာမှာပဲအဆွဲနာရင်တော့ခါခွဲမှာပဲဆွဲရမှာစို့ဦးဇင်းတို့ပြောနေကြဥမာလေးတစ်ခုစာရစာရတီလေးတစ်ခုကိုတတိလေးနဲ့ကတ်ထားမယ်ဆိုရင်ကတ်တော့ကတ်နေတယ်ပေါ့နော်ဒါပေမဲ့အကြည့်ရင်လွယ်လွယ်လေးပြန်ခွာလို့ရတယ်သူကတတိလေးနဲ့ပဲကတ်ထားတာဟုတ် စင်ကိုလိုဟာမျိုးနဲ့ကတ်ထားမယ်ဆိုရင်ဘယ်လိုနေမလဲဘာလို့မရဘူးမဖြစ်မနေခွာမယ်ခရကစီခွာမယ်ဆိုရင်တော့အဲ့ဒီစာရေးလေးနှစ်ရက်ကတော့အကောင့်တိုင်းပြန်ဖြစ်မှာတော့မဟုတ်အကောင့်တိုင်းရမှာတော့မဟုတ်အဲ့လိုပဲတချို့လူတွေကကိုယ့်ဘဝရဲ့ပုံမှာကိုယ့်ဟာတွေလို့အောင်မေ့သိမ့်ပိုက်ထားတဲ့အရာတွေရဲ့အပေါ်မှာသူတို့ကအကြီးအကျယ်စွဲထားတယ်။အစင်ကိုလိုဟာမျိုးနဲ့ကတ်ထားတယ်လို့မျိုးအကြီးအကျယ်စွဲထားတယ်။အဲ့တော့ခွဲခွာပြီဆိုတဲ့အခါမှာသူတို့ဘဝဟာရုပ်ပြည့်ခြင်းမြတ်ဖြစ်တယ်။အစာရည်လေးနှစ်ရက်ရုပ်ပြည့်တတ်သွားတယ်လို့ဖြစ်သွားမှာပဲ။ ။ဟောအရန်အရန်ဆွဲထားတာကိုဟုတ်လားဘာလို့ဆွဲထားအောင်ဆိုတော့အတိမရှိလို့ဆွဲเสียရလို့ဒင်းနေလို့ဘာလို့အတိမရှိတောင်ဆိုတော့သတိမထားလို့အတိမရှိတာဟုတ်လားဒါကြောင့်သတိမရှိရင်ခန္ဓာအကြောင်းကိုအမှန်မသိဘူးအမှန်မသိရင် အစွဲနာမယ်အစွဲနာရင်ခွာခက်မယ်ဒါပဲနော်အဲ့တော့မေ့နေတဲ့လူတွေအသေးဆိုးတယ်ဆိုတာဒါပဲဟုတ်လားအကုသိုလ်တွေအများကြီးပြုတ်ပြီးတော့နောင်တတွေနဲ့ကြီးကြီးလေးလေးကြီးကြီးကျယ်ကျယ်ပူပူလောင်လောင်ပေးရတဲ့အနေအထားတွေကိုမပြောသေးဘူးနော်ဟုတ်လား ဲ့ဒါကတော့အရန်ကိုဆိုးရတဲ့အခြေအနေပေါ့နော်အဲ့ဒီလောက်ကြီးကိုမဆိုးအောင်တောင်မှဒီလိုလေးဖြစ်တယ်လို့ဒီနေသွားမယ်ဆိုရင်တော့လည်းပဲတည်ခြင်းတရားကကောင်းဖို့အမှမခံနိုင်ဘူးဟုတ်လားစဉ်းစားကြည့်စိတ်ကူးလေးနဲ့တည်ခြင်းတရားနာကိုနိနိကကရောက်ကြည့်နော်စိတ်ကူးထဲမှာတောင်အစင်မပြေနိုင်သေးဘူးနော်စိတ်ကူးထဲမှာတောင်အစင်မပြေနိုင်သေးဘူးဆိုရင်တကယ်လက်တွေ့မှာတေချာပေါက်ပြေမှာမဟုတ်အမီးကိုစိတ်ကူးနဲ့ကန်ကြည့်တာတောင်တော့ပူတယ်ဆိုတာကို ်နည်းနည်းတော့စဉ်းစားလို့ရတယ်ဟုတ်လားဒါပေမဲ့တကယ်လက်တွေ့ထိကြည့်မယ်ဆိုရင်ဘယ်လိုနေမှာတော့ဟိုပူတာအဲ့ဒါပြတကယ်ပူတာအဲ့ဒါကြမ်းပါနော်စိတ်ကူးနဲ့တောင်ပူတယ်ဆိုရင်တကယ်ထိကြည့်ရင်ဘယ်လိုနေမှာတော့စိတ်ကူးထဲမှာပူတာနဲ့တကယ်ထိတာနဲ့ဘယ်ဟာပူပူမှာတော့ဘာမှမဆိုင်ဘူးတော့တကယ်ထိတာမှတကယ်ပူတာဟုတ်လားအဲ့တော့တေချင်းတရားတကယ်တွေ့ရင်တကယ်ကြောက်ပါလေလူတွေကဟိုတချို့ကမကြောက်ဘူးခက်တီနဲ့လုံနေတာဟုတ်လားတကယ်ချင်းကြောက်မလာသေးလို့ဟုတ်လားအဲကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းတော်တော်တို့မိတဲ့လူတွေရဲ့တေချင်းဟာဆိုးတယ်တဲ့ လက်မခံနိုင်မှုနားမလည်နိုင်မှုတွေနဲ့သူကစူးစွားမှမှန်ယွင်းတုံ့ပြန်ပြီးတော့အလားရုပ်ပြည့်ရှင်ပြသွားမှာဟုတ်လားအဲ့ဒါမမေ့တဲ့လူရဲ့တည်ခြင်းကတော့အဲ့ဒါလို့မစိုးဘူးတဲ့အမေ့တဲ့လူတည်တယ်လို့မမေ့တဲ့လူမတည်နိုင်ဘူးလို့ဒီလိုဟောထားတာကိုဟုတ်လားအဲ့ဒါမမေ့တဲ့လူရဲ့တည်ခြင်းကတော့နော်အလွန်မှအိန္ဒိယရာစိတ်တည်မင်္ဂလာရှိရှိတည်တည်ငြိမ်ငြိမ်ဘေးရလူတွေအားကြရလောက်ပေါ့နော်ဝါယပစ္စည်းတဲ့အနေထားကိုပဲအမှမဖြစ်တယ်လို့တခါတည်းသူနားလည်မှုအပြည့်ရှိနေတာကို ဟုတ်လားဒါကိုပေးတဲ့တော့ဘလို့နားလဲသိင်လဲဆိုတော့နော်သတိလေးထားပြီးတော့နေမယ်ဆိုရင်ကိုယ်ဘွားကိုယ်ခန္ဓာအကြောင်းကိုကိုယ်ဟာကောင်းကောင်းမမမမကန်ကန်သိမယ်ဘဝခန္ဓာရဲ့အကြောင်းကိုကိုယ်သိလို့ရှိရင်ကျင်တဲ့လူကျင်တဲ့ဘဝခန္ဓာတွေရဲ့အကြောင်းကိုလည်းပဲမသိနိုင်ဘူးလားအတူတူပဲလေသိပြီးတော့ကြွားချတာမဟုတ်နော်အကျဉ်းစရိုက်ဒီပါတွေလောက်တာထိုင်လျောက်ကိုယ်ပြန်ကြတာဒါပေမဲ့သဘာဝတရားချင်းကတော့ဘာလို့အတူတူပဲရုပ်တဏ္ဍာန်နဲ့သဘာဝတရားတွေပေါက်ပြန်တဲ့တဲ့သဘာဝတရားတွေနော်အချိန်ကအဖြစ်မတူဘူးလားတူတယ် တကူအကြောင်းကိုတည်ခြင်းဟာလောကရဲ့အကြောင်းကိုတည်ခြင်းပဲလို့တောင်မဆိုနိုင်ဘူးလားဆိုရင်တော့အဲ့ဒီအတိများရင်များသလောက်အဲ့ဒါတွေရဲ့ပုံမှာဆွဲလမ်းမှုကနဲမှာပဲလေဆွဲလမ်းမှုနဲရင်ကွက်ခွာတဲ့အခါမှာသူဟာဒီငင်းငင်းအေးဆေးတွေရှိမှာပဲဟုတ်တယ်မဟုတ်လားအဲအဲ့ဒါလေးကတော့အလွန်စဉ်းစားရတဲ့အကောင်းတဲ့အချက်လို့ဦးဇင်းကတော့တင်ပါတယ်ခုလုံးလုံးစီဖြစ်နေတဲ့ပြဿနာတွေကတကယ်တကယ်က အဲ့ဒီပျက်စီးမှုနဲ့ကြုံတဲ့အချိန်မှာဖြစ်တဲ့ပြဿနာနဲ့နှိုင်းဆိုင်ဘာမှမပြောပါတော့သေးပါဟုတ်လားအဲ့ဒါကြီးကိုတခါတလေဦးစင်းကလှမ်းတွေးပြီးတော့အော်ဒါတော်တော်မလွယ်တဲ့ကိစ္စပဲဆိုတဲ့ဥစ္စာစိတ်ထဲမှာရှိရအောင်အပိသက်တို့လည်းပဲအဲ့ဒီဥစ္စာကိုစဉ်းစားကြည့်သေးခြင်းနဲ့ဟုတ်လားအခုတခါတလေမှာအရန်စိတ်ဆင်းရဲတယ်စိတ်ပူရတယ်ဆိုတာပုထုဇဉ်တဘာဝလူတိုင်းမှာရှိမှာပါဟုတ်လားအဲ့ဒီစိတ်ပူရတယ်စိတ်ဆင်းရဲတယ်ဆိုတာဘာကြောင့်လဲလို့တခါတလေအကြောင်းရှာကြည့်ဟုတ်လားတစုံတစ်ခုစိတ်တိုင်းမကြစေရဘူး နော်ပျက်စီးမှုတခုခုကြုံရလို့စိတ်တိုင်းမကြတာပါဟုတ်လားအဲ့တော့ဒေဂာနီမှာဖြစ်တဲ့ပျက်စီးမှုကြီးကဘလောက်စိတ်တိုင်းမကြတဲ့အကောင်းတဲ့ကိစ္စကြီးလဲဆိုတာသေချာစဉ်းစားကြည့်အခုစိတ်တိုင်းမကြတဲ့ကိစ္စကဘာမှမဟုတ်သေးဘူးဘဝတကယ်ကိုတဝါလုံးပြီးရမယ်ကိစ္စကြီးဟုတ်တယ်မဟုတ်လားအခုဒကာမတို့ဦးကြီးတို့များသောဖြင့်စိတ်တိုင်းမကြဖြစ်ရတဲ့ကိစ္စကအသေးမွှားပျက်စီးမှုလေးတွေနဲ့ဆက်ဆက်ပြီးတော့ပဲဖြစ်တာများပါလေဟုတ်လားဘဝဒါကိုဒီလိုဖြစ်ခြင်းအဲ့ဒါဒီလိုမဖြစ်ဘူးပျက်စီးရောဟုတ်လား အဲ့လိုမျိုးဆိုရင်ဘာဖြစ်တော့စိတ်ရှင်းရတယ်မနော်ပျက်စီးသွားလို့တော့လည်းကောင်းသုံးဖို့ပြင်းပြင်းပျက်စီးသွားလိမ့်မလားဩအရန်ဆိုးရင်ရတယ်မနော်တသေးပြီဆိုတဲ့အချိန်မှာတွေ့ရတဲ့ပျက်စီးမှုကဘလောက်ကြီးကျယ်တော့ကိုယ့်အတွက်တော့တလောကလုံးပျက်စီးသွားတယ်လို့ပါပဲဟုတ်တယ်မဟုတ်လားအဲ့ဒီအချိန်မှာဘလို့နေမလဲဆိုတာလေးကိုအခုစိတ်ရှင်းရမှုဂျုံတိုင်းဂျုံတိုင်းအဲ့ဒါကိုလှမ်းပြီးတော့စဉ်းစားကြည့်သေးတယ်အခုငါဘာလို့စိတ်ရှင်းရလဲ ဩဒါလေးကြောင့်တောင်စိတ်ဆင်းရဲနေရတယ်ဆိုရင်ဟိုဟာကြီးကြောင့်ဆိုရင်ငါအများကြီးစိတ်ဆင်းရဲလိမ့်မယ်ဆိုတာကိုတွေးစီခြင်းတာဘောပေါ်ရဲ့လားအေးအဲ့ဒါမိနေမယ်ဆိုရင်တော့နားမလည်နိုင်မှုတွေနဲ့သွားသွားတေးရလိမ့်မယ်မမေ့ဘူးဆိုရင်တော့အဲ့ဒါလိုစိုးစိုးသွားသွားမတေးရဘူးတဲ့အဲ့တော့ဦးဇင်းတို့ဒီမှာမမေ့မလျော်မပေါ်မဆနေခြင်းရဲ့အကျိုးကျေးဇူးဟုတ်လားဥရင်ကာထာနှစ်ပုတ်ပြောမယ်လို့ရှင်းသားထားတာတပုတ်သေးနဲ့အချိန်ကကုန်သွားပြီဟုတ်လားနောက်နောက်နေ့ကျမှ အဲ့ဒီကားမမေခင်ရဲ့ဂုံကျေးဇူးကိုမြတ်စွာဘုရားဟောထားတာဒီတပုတ်ထပ်ပြီးတော့ပြောပါဦးမယ်ဟုတ်လားဒီမမေမေတို့ချင်းရဲ့ဂုံကျေးဇူးတွေဟာပြောရင်မကုန်နိုင်ဘူးနော်အဲ့တော့ကိုလုံနေတဲ့ဒီလုပ်ငန်းရှင်လေးတွေရဲ့တန်ဖိုးပေါ့နော်တတိတစ်ချက်ထားလိုက်တိုင်းထားလိုက်တိုင်းကိုကိုကိုမတည်အောင်လုပ်ရရောက်တယ်ကိုကိုကိုတည်တွင်းတွေကနေဆွတ်တင်ရရောက်တယ်ဒါပထမအချက်အရပြောကြည့်တာနော်တတိနဲ့နေလိုက်တိုင်းနေလိုက်တိုင်းကိုကိုကိုအသေးကောင်းအောင်လုပ်ရလဲရောက်တယ်အသေးမဆိုးအောင်လုပ်ရလဲရောက်တယ် ဟုတ်တယ်မလုံတဲ့မူလာဒီလောက်ကိုလုံတဲ့နဲ့နော်ဒါကြောင့်ဒီလိုလာပြီးတော့ကြိုးစားအထုတဲ့အချိန်လေးမှာသာလင်းလုံတဲ့နဲ့အလုံးမဟုတ်ဘူးတကယ်တမ်းကတော့ဘောနဲ့ရင်းပြီးတော့ဒါအချိန်တိုင်းတော့တရိယာတိုင်းလောရမယ်အလုံးလို့ဟိုတမင်းစားဖို့လိုအပ်တယ်လို့မျိုးရေးတောက်ဖို့လိုအပ်တယ်လို့မျိုးအဝိဝိဖို့လိုအပ်တယ်လို့မျိုးကိုသဘောထားရမှာအဝိအမြဲတမ်းဝေးရတယ်ဟုတ်တယ်မို့လားရာသီဥတုတံခံနိုင်ဖို့အရှက်ကြောက်လုံဖို့နော်အဲ့လိုပဲခန္ဓာကိုယ်ရဲ့လိုအပ်ချက်အတွက် အစာအာဟာရအမြဲစားရတယ်တောက်ရတယ်နော်အဲ့လိုပဲဦးဇင်းတို့ဒီစိတ်ရဲ့လိုအပ်ချက်ကိုနော်ဒီသတိထားတဲ့လုပ်ငန်းစဉ်ကမလုပ်လို့မရဘူးမလုပ်ရင်တော့ဒီစိတ်ရဲ့ဒီဘဝလိုအပ်ချက်အကြီးနဲ့နေသွားမှာပဲဟုတ်လားအဲ့လိုဆိုရင်ချမ်းသာတယ်ဆိုတာမဖြစ်နိုင်ဘူးနော်ဒါကြောင့်ကျန်တဲ့အချိန်တွေမှာလည်းပဲအာဒီလောက်ကိုတတ်နိုင်နေရစူးစမ်းမယ်ဒါဟာတန်ဖိုးရှိဆုံးအလုပ်ပဲဒါအမြင့်မြတ်ဆုံးအလုပ်ပဲဆိုတဲ့ခံယူချက် ဒါလည်းပဲထိုက်တဲ့နားလည်မှုရှိမှဒါရဲ့တန်ဖိုးကိုကိုကယုံကြည်မှုကလာနိုင်တာနော်အဲ့ဒီယုံကြည်မှုရှိမှလည်းပဲနော်ဘဝရဲ့နော်နောင်လက်ကျန်အချိန်တွေမှာသတိနဲ့နေခြင်းဆိုတဲ့မြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုကြိုးစားအထောက်နိုင်မှာဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ကိုလုံးနေတဲ့လုပ်ငန်းစဉ်ရဲ့တန်ဖိုးလေးကိုဒါဦးဇင်းတို့နော်ပြောပြပါတယ်ဒီကထာလေးနဲ့ဟုတ်လားဒါကြောင့်အဲ့ဒီလုပ်ငန်းစဉ်မြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုကျန်တဲ့နိုင်ရွယ်အချိန်လေးမှာဆက်ပြီးတော့ကြိုးစားအထောက်ကြရအောင်နော်